မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်ခရရင်လမ်းဆောင်အနီးမှာရှိတဲ့အမှတ်68တဲ့ အကြပ်ဖတ်စစ်တပ်ဂိတ်ကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ28ရက်နေ့ည9:30မိနစ်အချိန်မှာ1027ဆက်စင်ရေးတပ်နှစ်ပြည့်ကိုဂုံပြူသောအားဖြင့်မင်္ဂလာတို့မြို့နယ်ခရီးပင်လမ်းဆောင်အနီးမှာရှိတဲ့ခရီးပင်လမ်းအမှတ်68စစ်တပ်ဂိတ်ကိုအဝေးထိန်းမိုင်းကိုအသုံးပြုပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အကြပ်ဖတ်စစ်ကောင်စီတပ်သားများထိခိုက်မှုဒဇုံတရာရှိမရှိကိုမသိရသေးတော့လေဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲနဲ့ဘေးကင်းစွာဆုတ်ခွာ ါနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတက်ခတ်မှုကို deck share တို့အဖွဲ့ကတပ်ဖွဲ့ဝင်ရဲဘော်များကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူများအားနေစဉ်ဒုက္ခပေးနေတဲ့စစ်ကောင်စီတပ်သားများကိုသတိပေးတဲ့အနေနဲ့တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်အခုရက်ပိုင်းအတွင်းမှာအစင်းကိုအကြောင်းပြပြီးတော့မသက်ဆိုင်တဲ့ပြည်သူများရဲဘော်များကိုမတရားသဖြင့်ဖမ်းဆီးခံရမှုများကိုနေ့စဉ်ကြားသိနေရတဲ့အပြင်မကြသေးမီကငရဲခန်းကိုဖျက်ဆီးခဲ့ရတဲ့ဘုဒ္ဓလင်ဖြစ်စဉ်ကပြည်သူများ ရဲဘော်များကိုစားလက်တုံပြန်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ကြောင်းဒက်ချဲရိုအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတောက်တိုင်ပြစ်မှတ်များကိုတိုက်ခိုက်ချိန်မုံသွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများစစ်သားရဲပြူစောထီအရက်ဝတ်နဲ့စစ်သားများစုဝေးရာနေရာများကိုတွာလာခြင်းမပြုဘဲဝေးဝေးကနေရှောင်ရှားတွာလာနေထိုင်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အာရှလမ်းမကြီးမှာအခုရပိုင်းအတွင်းမှာတိုက်ပွဲများခက်ဆိတ်ဆိတ်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီရဲ့အောင်စေးရစစ်ကြောင်းအထိနာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ26ရက်နေ့မှာကော့ကရိတ်မြို့နယ် ရန်ကုန်ဒေသမှာတိုက်ပွဲပြင်းထန်နေပြီးတော့အာရှလမ်းမိုက်တိုက်ပွဲကြောင့်စစ်ကောင်စီတပ်ဘက်ကဒဏ်ရာရတဲ့စစ်သားအယောက်40ခန်းနဲ့တိုက်ဆောင်မှုများလည်းရှိနေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့သတင်းအင်းမြင်များထက်ကသိရှိရပါတယ်။အော်တိုဘားလ26ရက်နေ့မှာဒဏ်ရာရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ၅လေး၅တက်ကနေတဆင်ဖမ်းဘက်ကိုကားတွေနဲ့ပြန်တိုက်ဆောင်သွားတယ်လို့သတင်းရရှိပါတယ်။အော်တိုဘားလ25ရက်နေ့မှာလည်းအာရှလမ်းဘက်မှာတော်လေးပူပေါက်တပ်ဖွဲ့များပူပေါက်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကအထိနာကဒကံကူရန်ကုန် ကော့ကရိတ်ဘက်ကိုပြန်လဲလူစုပြီးတော့နေရယုံမှုများရှိနေတယ်လို့သိရပါဗါဒ်အော်တိုဘာလ24ရက်နေ့မှာလဲကော့ကရိတ်မြို့နယ်ဒရန်ကူကော့နွယ်နယ်ရွာတိတ်ကုန်းဘက်မှာတမ်မနယ်လုံးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့နေမြေကန်သတင်းအင်းမြစ်ထံကသိရှိရပါဗါဒ်စစ်ကောင်စီဘက်ကရှေတိုးကိုစူးစမ်းနေပေမဲ့ရှေတိုးလုံးမရဘဲအထိနာတော့နောက်ပြန်ဆုတ်လိုက်ပြန်တိုးလိုက်လုပ်နေတယ်လို့အဲ့ဒီသတင်းအင်းမြစ်ကပြောပါတယ်အော်တိုဘာလ24ရက်နေ့ညနေမှာလဲကျုံတိုးအခြေဆိုင်ခမရ905တက်ကဟာဝေဇာအမြောက်အများနဲ့ရေဘူးကြီးကြေးရွာဘက်ကိုပြစ်ခတ်မှုများလှုပ်ဆောင်ခဲ့ပြီး ကော့ကရိတ်အမြောက်တပ်ဟာလည်းရေဘူးကြီးဘက်ကိုလက်နက်ကြီးနဲ့ဆယ်လုံးထက်မနည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဂျိုင်းဒရာဂျုံတိုးဘက်ချမ်းမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များဘန်ကာများကိုပြန်လည်ပြုတ်ရမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အော်တိုဘာလ22ရက်နေ့မှာလဲ KNU ဗဟုထာနာချုပ်စစ်ရုံးချုပ်တေဘောထစခန်းမှာစစ်ကောင်စီဘက်ကကာမီကာစီ drone ၄စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တရက်ထဲမှာပဲ KNU တပ်မဟာ9နဲ့နယ်မြေမှာရှိတဲ့ Trade 4 Queen နဲ့ ပရိချေးဒေတာတို့မှာလည်းစစ်ကောင်စီဘက်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KNU သတင်းအမြစ်ထံကသိရှိရပါတယ်။အခုရက်ပိုင်းမှာစစ်ကောင်စီလက်ပါစီ BGF တပ်ဖွဲ့ဝင်များဟာကားအစီရေ40လောင်းနဲ့ထုတ်ကော်ကိုလမ်းအတိုင်းဆင်းကလိုင်းဘွဲအထိတပ်ဖြန့်ထားမှုများရှိနေပြီးထုတ်ကော်ကိုနဘူးတခွန်နိုင်ချားမှာရှိတဲ့နယူကျိုးရွာနဲ့နို့ဘော်ဟဲရွာတို့မှာ BGF တပ်ဖွဲ့ဝင်အင်အား200ခန့်နဲ့လာရောက်နေထိုင်နေတာဟာလာအနေငယ်ရှိနေပြီလို့အဲ့ဒီသတင်းအမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးဝင်မြို့နယ်တက်မတော်နီးပညာတက္ကသိုလ်အရှိရက်ွက်ကြီးဆက်နယ်ရေချောင်းရက်ွက်မှာရှိတဲ့ပြည်သူလူထုနေထိုင်တဲ့မြေအက200ကျော်ကိုစစ်တပ်ကပိတ်ပတ်ရန်စူးစမ်းနေပြီးတော့အဲ့ဒီမြေများတွေကလမ်းမတန်းမျက်နှာစာမြေအက90ကိုအချက်ပတ်စစ်ကောင်းဆောင်မင်းအောင်လှရဲ့တားဖြစ်သူ အောင်ပြည့်စုံကရယူမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းပြည်ဦးလွယ်မြို့တက်မတော်ဤပညာတက္ကသိုလ်အရှိရက်ွက်ကြီးဆက်နဲ့ရေချောင်းရက်ွက်အတွင်မြေဧက200ဓာတ်တမတက်လေးပေါ်မှာရှိတဲ့ပြည်သူလူထုအိမ်တော်စုပေါင်း1000ခန့်နေထိုင်တဲ့မြေနေရာကို တပ်ပိုင်မြေဆိုပြီးတော့နံပါတ်တက်ကအကြမ်းဖက်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလကစတင်ပြီးတော့သိမ်းယူရန်ကြိုးပမ်းနေတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအဲ့ဒီမြေနေရာမှာအိမ်တော်စုပေါင်းတထောင်ကလူဦးရေ3000ဝန်းကျင်နေထိုင်နေတယ်လို့သိရပါတယ်။အဲ့ဒီရက်ကွက်ကို2000ပြည့်နဲ့ကလေးကတပ်မတော်အလုပ်ရုံတိစောက်မယ်ဆိုပြီးတော့ယာထားမြေနေရာတတ်မှတ်ခဲ့ပြီးတော့မြေယာပိုင်ရှင်တောင်သူများနဲ့ညှိနှိုင်းခဲ့မှုတယ်လို့သိရပါတယ်။စစ်တပ်ရဲ့အလုပ်ရုံစီမံကိန်းအတွက်မြေပိုင်ရှင်တောင်သူအများစုကလက်မှတ်မထိုးပေးခဲ့ကြတဲ့အတွက်စီမံကိန်းဟာရပ်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။2013ခုန ယ်မှာတောင်သူများကတပ်ပိုင်မြေမဟုတ်ကြောင်းအစင်းစင်စတင်ခဲ့တဲ့အတွက်တပ်ပိုင်မြေမဟုတ်ကြောင်းပေါ်လွင်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့2021ခုနှစ်အာဏာသိမ်းတဲ့အချိန်မှာမြေခွက်များကိုပြန်လည်သိမ်းယူရန်စ조사လာကြခြင်းဖြစ်ကြောင်းရက်ခွက်နေပြည်သူများကပြောကြားထားပါတယ်။အဲ့ဒီမြေနေရာကိုတပ်ပိုင်မြေဆိုပြီးတော့သမုတ်ကသိမ်းစီရန်ညွှန်ကြားတဲ့လျှို့ဝှက်စာကိုတပ်တွင်းထုတ်ပြန်ပြီးတော့ဒုတိယဗိုလ်မှူးကြီးသိမ်းနိုင်ထော ဘုံမူပြေဖြုံအောင်ဘိုးကြီးတိမ့်တန်းစော်တို့ကတရားမဝင်မြေသိမ်းအဖွဲ့ကိုဖွဲ့စည်းကဥက္ကဋ္ဌအဖွဲ့ဝင်အတွင်ရေးမှုများအဖြစ်နဲ့တာဝန်ယူထားတယ်လို့သိရပါတယ်။အဲ့ဒီတက်မတော်နီးပြင်းတာတက်ကတော့အရှိတ်မြေဧက200ကျော်ကအရန်ကိုအချက်ချကြတဲ့အပြင်နေရာကလည်းနေရာကောင်းဖြစ်နေတယ်။အဲ့ဒါကိုသူတို့ရာထားတာကတက်ချုပ်သားအောင်ပြေဆုံးကမျက်နှာစားတဲ့ဧက90ဘိုးချုပ်ကိုကိုဦးနဲ့ဘိုးချုပ်ကျော်ကျော်ထွန်းတို့ကဒီမြေခွက်ကြီးကိုမရရအောင်တိမ့်ခိုင်းနေတာကျန်တာကိုဝေစုခွဲပြီးတော့ယူမယ်ပေါ့။ နေရာကောင်းတော့တက်မတော်အလုပ်ယုံစောက်တာရဲ့ကျန်တာကိုတော့ development plan ထားတာလားလို့တက်မတော်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အဲ့ဒီနောက်မှာတော့အခုနှစ် April 6ရက်နေ့မှာစစ်တပ်ကရက်ကွက်အုပ်ချုပ်ရေးမှူးထွေအုပ်စည်းရေးများနဲ့အတူပြည်သူများကိုအကြောင်းတစုံတရာမှပေးပဲအဲ့ဒီရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်များကိုဘူဒိုဇာနဲ့လာရောက်ပြီးတော့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဒုတိယအကြိမ်ဖြစ် August လ3ရက်နေ့မနက်ပိုင်းမှာပြည်သူ့လွယ်မျိုးတက်မတော်နီးပညာတက်ကတော်အရှိတ်ရက်ကွက်ကြီးဆက်နဲ့ရေချောင်းရက်ကွက်အတွင်းမြေအိတ်က200ဒသမ14ပုံမှာရှိတဲ့နေအိမ်များကို မှန်ဖြတ်စည်းခဲ့တယ်လို့သိရပါဗျ။အော်တိုဘာလ24ရက်နေ့မှာ ရေချောင်းရက်ကွာမှာရှိတဲ့မီဂျိုများလျှက်စစ်ဓာတ်ကြိုးများကိုစစ်တပ် EPC ရဲနဲ့စီမင်းများကလာရောက်ပြီးတော့ဖြုတ်ယူပြီးပြည်သူများနေထိုင်လို့မရစေရန်ထပ်မံလှုပ်ဆောင်လာတယ်လို့သိရပါတယ်။ရေချောင်းရက်ကွာမှာရှိတဲ့မြေအိတ်က200ကျော်ကိုစစ်တပ်ကသိမ်းယူရမှာအောက်ခြေအထက်ကပါဝင်နေသူများကတော့ရက်ကကဆက်နဲ့အုတ်ချုပ်ရေးမှုအောင်ငွေကြော်ဆန်းမောင်အေးမြို့နယ်ထွေအုပ်စေးမတို့ပါဝင်ပြီးတော့ခရိုင်ကဒုတိယဗိုလ်မှူးကြီးမြို့ထက်ဝင်းကလည်းအထက်ကပါဝင်နေတယ်လို့သိရပါတယ်။ ဲ့ဒီမြေအေးက200ကျော်ကိုစစ်ကောင်စီကအကြမ်းဖက်သိမ်းယူရန်အဓိကစူးစမ်းနေတဲ့ရည်ရွယ်ချက်ဟာမင်းအောင်လှိုင်ရဲ့သားအောင်ပြေဆုံးအပါအဝင်ဗိုလ်ချုပ်များအတွက်မြေကွက်များဖော်ထုတ်ရန်တပ်မတော်ဗဟိုလေ့ကျင့်ရေးအလုပ်ယုံတိဆောက်ရန်တက်လုံကြုံရေးနဲ့မင်းအောင်လှိုင်ရဲ့လုံကြုံရေးအတွာတက်မတော်ဤပညာတက်ကတို့ရဲ့အရှိမလူနေရက်ကွက်များမရှိသေးခြင်းနဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတိန်နီမြို့နယ်နောက်ချုံမြို့တို့ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာ ခရီးအနှစ်ချင်းဖျားเจ้าအဘဝင်နေအိမ်အဆောက်အုံများပျက်စီးဆုံးရှုံးမှုတွေများပြခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ28ရက်နေ့ည9:50မိနစ်နဲ့ည9:53မိနစ်အချိန်တုန်းမှာအချမ်းဘတ်စစ်ကောင်စီရဲ့လေယာဉ်များက တိန်နီမြို့ကိုဘုံရချဲချခဲ့တယ်လို့သိရပါဗျ။ဘုံရချဲချမှုကြောင့်တိန်နီမြို့မှာရှိတဲ့ KBC ခရိယံဖရားကျောင်းအမတ်၃ရပ်ကွက်မှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးမှုရုံးလေးအိတ်အများအပြားပျက်စီးခဲ့တယ်လို့သိရပါဗျ။တိန်နီမြို့ပေါ်မှာတော့ခရိယံဖရားကျောင်းကတော့အတော်ကိုပျက်စီးသွားတယ်။ထွေဦးရုံးနဲ့နေအိမ်တွေလည်းပျက်စီးတာတွေရှိတယ်။လူအထိကိုက်တော့မရှိဘူးလို့ကြားပေမဲ့အသေးချာသိရဖို့အတွက်ထမင်းနေတုံးပါပဲ။ဖုန်းလိုင်းနဲ့ internet line တွေအဲ့ဒီဘက်မှာတိတ်မလွယ်ဘူးလို့ရှမ်းမြောက်တရင်အေးမိကပြောဆိုထားပါဗျ။အလားတူပဲမနေ့ကညပိုင်းကနောင်ချုံမြို့နယ်တပြေရင်ရက်ကွက်အပါဝင် နေရတချို့ကိုစစ်ကောင်စီကလေးချောင်းကနေတဆက်ဘုံများကျဲချပြီးတော့လူထိခိုက်ဒေဆုံးမှုများရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကညပိုင်းကနောင်ချိုကိုလေရင်နဲ့ဘုံကျဲတာမှာပထမအချိန်နှလုံးကျဲတယ်ဒုတိယအချိန်ဘုံရှစ်လုံးတွဲကျဲချတယ်နောင်ချိုတပြေးရက်ကွက်မှာဘုံတွေကျလို့အသေးပြောက်ရှိတယ်ပြက်စင်းမှုလည်းများပြားတယ်လို့သိရတယ်လို့နောင်ချိုမြို့ကဒေသခံသတင်းအင်းမေးကပြောဆိုထားပါတယ်1027စစ်ရင်ရေးတနစ်ပြည့်ဖြစ်တယ်မနေ့ကလည်းစစ်ကောင်စီတပ်ကလောက်ကင်မြို့နဲ့နန်းခမ်းမြို့များကိုလေရင်နဲ့ဘုံများကျဲချခဲ့ရာ ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တည်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေနဲ့တန်တွဲမှာစစ်တပ်ကလေကြောင်းနဲ့လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အတွက်တန်တာတော်တပားဘာဝင်ပြည်သူ၅ဦးတန်ရရှိပြီးတော့အဆောက်အအုံများပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ26ရက်နေ့ည8:35မိနစ်အချိန်မှာစစ်တွေမျိုးညိုရောင်ကျေးရွာမှာရှိတဲ့စစ်ရင်းနဲ့လုံးဝမသက်ဆိုင်တဲ့စိုက်ကလုံးမုန်တိုင်းကာကွယ်ရေးအဆောက်အအုံကိုလေရင်နဲ့ဘုံပြချဲ့ချခဲ့တယ်လို့သိရပါတယ်။ဘုံပောက်ကွဲမှုကြောင့်စိုက်ကလုံးကာကွယ်ရေးအဆောက်အအုံပျက်စီးပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရခိုင် ဒေတာသတင်းအရေးမြေ American Princess Media ကသတင်းဖော်ပြထားပါတယ်။အလားတူပဲအော်တိုဘာလ26ရက်နေ့ည9:00နာရီအချိန်မှာစစ်တွေးအခြေဆိုင်ခမရ344တိုင်ရင်ကပုံနာကျုံမြို့နယ်ကိုးနောင်ရွာနဲ့ဇမားဓာရွာတို့ကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘာလ25ရက်နေ့ညနေ4:25မိနစ်အချိန်မှာတန်ရွဲမြို့နယ်စင်ကောင်းရွာနဲ့ခမောင်းတုံးရွာကိုစစ်ကောင်စီရဲ့တိုက်လေရင်တစည်းကဘုံကျဲတိုက်ခိုက်ခဲ့ရာစင်ကောင်းရွာအထက်တန်းကျောင်းနဲ့ခမောင်းတုံးရွာဖုံကြီးကျောင်းတို့ ပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။ခမောင်းတုံးကြီးရွာចောင်းတိုင်းဆေးရတော့အရှင်ညာနိကဟာဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်း